နေတာပြီလားဟယ်လိုမင်္ဂလာပါကျွန်တော်တို့ဒါကရေကေးတက်တာ freezer ဖြစ်ပါတယ်เนาะ freezer ကကြတော့ကျွန်တော်တို့နှစ်ကန်တွေးဖြစ်တယ်ဒီလိုလေးနှစ်ကန်တွေးဖြစ်တယ်เนาะဒီလိုနှစ်ကန်တွေးဖြစ်တယ်အဲ့ဆိုတော့အကြောင်းမျိုးမျိုးအကြောင်းကျွန်တော်တို့ဒီရေကေးတက်တာရဲ့နံပါတ်မှာ ကျွန်တော်တို့ what.mbr ရောမပါလာဘူးဆိုရင် ကျွန်တော်တို့ကဒီရဲ့ရေကေးတက်တာရဲ့အလျားနဲ့အနံကိုတိုင်ပြီးမှကွန်ပရက်ဆာရဲ့ဝက်ကိုရှာမှာဖြစ်ပါတယ်เนาะအဲ့တော့ ကျွန်တော်တို့ကဒီသင်ကန်းစာဒီကျွန်တော်တို့ online ကနေလေ့လာနေကြရဲမိတ်ဆွေတွေ on ဒီ Facebook ကနေလေ့လာနေကြရဲမိတ်ဆွေတွေ YouTube ကနေလေ့လာနေကြရဲမိတ်ဆွေတွေအတွက်ကျွန်တော်တို့အသေးစိတ်လေးသင်ကြားပေးတာဖြစ်ပါတယ်ကျွန်တော်တို့ online သင်တန်းတက်ချင်တယ်ဆိုရင်လည်းကျွန်တော်မှာ online သင်တန်းရှိပါတယ်အဲ့တော့ YouTube မှာသွားပြီးလေ့လာလေ့လာချင်တယ်ဆိုရင်လည်းကျွန်တော် YouTube မှာ video file တွေကိုတင်ပေးထားတာဖြစ်ပါတယ်အဲ့တော့ဆိုတော့ကျွန်တော်ဘယ်လိုပုံစံမျိုးတိုင်းပြမယ်ဆိုတာကိုကျွန်တော်အသေးစိတ်လေးပြပေးမှာဖြစ်ပါတယ်เนาะ โอเคဒါဆိုရင်ကျွန်တော်တို့ကအကြောင်းမျိုးမျိုးကြောင့်ဒီလိုနံပါတ်တွေမပါလာခဲ့ဘူးဆိုရင်ကျွန်တော်တို့ကအလျားနဲ့အနံကိုကျွန်တော်တိုင်ရမှာဒါဆိုရင်တကားနှစ်ချက်ဖြစ်တယ်เนาะတကားနှစ်ချက်ဖြစ်တယ်အာတကားနှစ်ချက်ဖြစ်တယ်เนาะဒါဆိုရင်ဒါကလုပ်ငန်းသွင်းဖြစ်တဲ့အတွက်ကြောင့်မလို့ဒါက6လီမီတာကျွန်တော်တို့ပေတံလေးပေါ့เนาะ6လီမီတာ30ရှိတယ်ဒီမှာကျင်เนาะ30ဒါဆိုရင်ကျွန်တော်တို့တိုင်မယ်အနံကိုတိုင်မယ်30 90 90ဆိုရင် 啊，东西超市，超市，超市，比如超市的，超市呢，超市呢，超市呢，那东西放来多，超市啊，超市啊，超市超超市款，超市些，超市古古是古是的，古是的，说咯，古是里，古是里。古 တရားခုနတရားပဲတရားရောက်သွားလဲအာပေါင်းလိုက်ပေါင်းလိုက်အောင်မယ်ပေါင်းလိုက်အောင်မနော်ပေဂျိုးနဲ့အရှိတိုင်းရတာပိုကောင်းတယ်ကျွန်တော်အပိုလိုတွေကတော့ကျွန်တော်ဒီမှာလှုပ်လိုက်မယ်နော်ဒါ30စီလီမီတာရှိတယ်30ရှိတယ်နော်ဒါကျွန်တော်30 cm ရှိတယ် တခါ30ရှီယန်ရှိတယ်အဲ့တော့ဒီဘက်မှာတော့ကျွန်တော်တို့ကဘလောက်ပေါ်လဲအဲ့လိုမျိုးဆိုရင် 5cm ပေါ့နော်ဒါ 5cm အဲ့တော့ဒီဘက်မှာနောက်ထပ်30 30တခါပေါင်းမယ်30တခါပေါင်းမယ် 30တခါပေါင်းမယ်30တခါပေါင်းမယ်ဒါရိုးရှင်းရှင်းလေးပြပေးတာပါ30တခါပေါင်းမယ်ဒါတော့20မပါဘူးအားလည်းပါလေပြောနေမှာမလို့တစေတစေစီရန်ရှိတယ်ဒါဆိုရင်အားလုံးပေါင်းလိုက်တဲ့ကကျွန်တော်တို့ သုတ္တလီသုတ္တနာသုတ္တကိုသုံးလေးစင်းနေ355တရား90 160တရား60နဲ့30နဲ့ပေါင်းလိုက်တော့တရား60တရား90တရား80တရား90တရား90နဲ့30မနဲ့ပေါင်းလိုက်တော့200 200နဲ့20ဖြစ်ပါတယ်เนาะ200နဲ့20အလျားနဲ့အနံကိုတိုင်းလို့ရတဲ့ဟာဒီကွန်ပရက်ဆာရဲ့ဝက်ဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့က200နဲ့20ရတယ်ဆိုရင်တော့ ခမ်းမန်းခြေလောက်ပဲကျွန်တော်ပြောလို့ရတာဖြစ်ပါတယ်เนาะအဲ့ဆိုဒီနေရာမှာကြည့်မယ်အနည်းဆုံးတော့200ကျော်မှာဖြစ်ပါတယ်ဒီကောင်ကဒါဆိုရင်ကျွန်တော်ဒီမှာကြည့်လိုက်တဲ့အခါ280ဝါဖြစ်ပါတယ်เนาะဒါကျွန်တော်တိုင်လို့ရတဲ့ဟာဒီတိတိကျကျလို့တော့မဟုတ်ဘူးဒါပေမဲ့အနည်းဆက်ဆုံးကိုတော့ကျွန်တော်ရသွားတာဖြစ်ပါတယ်เนาะဒါကကျွန်တော်ရကိတ္တာတလုံးရောက်လာတဲ့အခါကျွန်တော်ကွန်ရဇာရဲ့ဝက်ကိုရှာမတွေ့ခဲ့ဘူးဆိုရင်ပြပတာပေါ့နော်အဲ့တော့ကျွန်တော်တိုင်လို့ရတာကတော့ 220 cm ရပါတယ်220 cm ရပါတယ်เนาะဒါဆိုရင် work ကကြတော့220 work ကိုအသုံးပြုလို့ရတာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ကအဲ့ထဲမှာမှလိုတို့ပိုရှိုးအလွတ်လုပ်လို့ရသေးတယ်။အလျားနဲ့အနံကိုတိုင်းလို့ရတဲ့ကွန်ပရက်ဆာရဲ့ဝက်ထက်နည်းနည်းလေးကြီးလို့ရတာဖြစ်ပါတယ်နော်။အားလုံးကိုအဆင်ပြေတာဖြစ်ပါတယ်အဆင်ပြေပါစေ။ဒါကတော့ကျွန်တော်တို့သင်ခန်းစာ အပိုင်းလိုက်အပိုင်းလိုက်တင်ပေးမှာဖြစ်ပါတယ်ဒါကကျွန်တော်တို့အခုပြပြန်ရောက်လာတဲ့အလုံးတွေဖြစ်ပါတယ်เนาะအဲ့တော့ဟိုဘက်မှာကြတော့လေကျွန်တော်တို့ဒီမှာအဲဒီမှာเนาะ Empire Date တွေဆိုရင်လည်းကျွန်တော်တို့ဒီမှာရောက်နေတယ်เนาะ Empire Date တွေလည်းကျွန်တော်တို့ဒီမှာရောက်နေတယ်ဒါကကျွန်တော် online တင်တဲ့ဆိုပေမဲ့လေကျွန်တော်အမြဲတမ်းလိုလိုကျွန်တော်ပြပေးနေတာဖြစ်ပါတယ်เนาะကျွန်တော်ရဲ့တင်တဲ့ကိုတက်ပြီးသွားရင်မဆိုးရနေဘရောမှာဆုံးချုပ်မှုမရှိပါဘူးအားလုံးကိုကျေးဇူးတင်ပါတယ်